Hello အားလုံးပဲမင်္ဂလာပါ။ဖိုးမချင်းကနေယူဆိုပါရစေ။ဒီတစ်ပတ်ပရီးမီးယားလိပွဲစဉ်7ရှင်ပိုင်ကစားကြတဲ့နေရာစပါးနဲ့မန်ချက်စတာယူနိုက်တက်တို့ပွဲရှိနေပါတယ်။ဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်တို့ကပွဲကြိုသုံးသက်ချက်လုပ်ကြည့်အောင်ပါ။အားလုံးပဲမင်္ဂလာပါ။ဆိုတော့ညီကလေးနေနေရောဒီပွဲမှာဘလူရက်လက်ထွက်ပေါ်သွားမယ်ထင်ကြပါလေ။ဆွေးနွေးကြပါအောင်။ဆိုတော့စပါးကတော့ကျွန်တော်တို့ကအိမ်ဝင်းမှာယူနိုက်တက်ကိုလက်ခံကစားရမှာဖြစ်ပြီးတော့ပရီးမီးယားလိမှာကျွန်တော်တို့ကတော့နောက်ဆုံးပွဲအချိန်ကြီးကောင်းမထားပြီမဲ့ချန်ပီယံစ်လိမှာတော့စပါးကကိုပင်နီဂင်ကို တယောက်အယောနဲ့တောင်မှလေးကူပြတ်တိအနိုင်ယူထားရင်းနဲ့ statement performance မျိုးသူတို့ပြထားတယ်။တစ်ဘက်က Manchester United ကတော့တစ်ဘက်မှာတပွဲပဲကစားရတဲ့အပြင် Northern Forest ကိုတကြီးကျထားတာနဲ့အချင်းကြီးကောင်းမထားသေးဘူးပေါ့လေ။ဆိုတော့စပါးကလက်ရှိ Premier League မှာဆိုလို့ရှိရင် ရာသီစမှာအရင်ကောင်းပြခဲ့ပြီးတော့အဆင့်ကျွန်တော်6မှာရှိနေတယ်။ ပွဲတင်ဆက်ပွဲကစားပြီးတဲ့နေရာမှာ၅ပွဲသူအနိုင်ရထားတယ်။၂ပွဲတည်ကြပြီးတော့၃ပွဲပဲရှုံးနေထားသေးတယ်။တိုက်စစ်က၁၈ကူရပြီးတော့ခန်စစ်က၁၉ကူပဲပြန်ပြီးထားပါသေးတယ်။မန်ချက်စတာယူနိုက်တက်နဲ့အမှတ်တူတူပါ။တိုးတော်လေးပဲပူကောင်းတဲ့ခန်စစ်ဆွန်းဆောင်ရည်ပူကြစ်လက်တဲ့ခန်စစ်ဆွန်းဆောင်ရည်ကိုစပါးဘက်ကပြထားတယ်ပေါ့။ဆိုတော့စပါးရဲ့နောက်ဆုံးပရီးမီးယားလိဂ်၅ပွဲကိုကျွန်တော်ကြည့်ရင်ရလက်တွေကမတည်ငြိမ်ပါဘူးသူတပင်းနောက်ဆုံးပရီးမီးယားလိဂ်၅ပွဲမှာသူစပါးဟာအနိုင်ရလက်၂ပွဲရှိတယ် အရှုံးရလဲကျွန်တော်နှစ်ပွဲရှိပြီးတော့နော်ဒီတည်ရတပွဲသူတို့ရှိထားတယ်ပေါ့နော်အဲ့တော့အချီနီတွေကကျွန်တော်အနေနဲ့စပါးဘက်ကိုကျွန်တော်ကြည့်ရင် ထင်လောက်အထိတည်ငြိမ်မှုတွေရှိမထားဘူးလို့ကျွန်တော်ပြောရမယ်ပေါ့နော် စပားအနေနဲ့ခုနကပြောလိုပဲကိုဗင်ဟေဂင်ကိုအနိုင်ရခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်ဒါတယောက်အယောနဲ့တောင်မှသူတို့ကဒါလေးကူပြက်တွေဘာတွေသူတို့အနိုင်ရခဲ့တာပေါ့နော်ဒီနေ့မှာဂျာအိုပယ်လင်ညာတို့ဘန်တီဘန်တို့ဘာတို့ဂူရီတော့တကယ်ကောင်းနေပေါ့နော်ဘန်တီဘန်ရဲ့ဂူရီနဲ့လည်းကျွန်တော်ဒါမြင်ခဲ့ရတယ်ပေါ့လေဆိုတော့ပို့ပြီးတော့ကောင်းခဲ့တဲ့အတင်လေးဖြစ်တယ်ကိုဗင်ဟေဂင်အတွက်တကယ်လည်းပဲအနိုင်ရလက်လက်ထိုက်တန်ခဲ့တယ်ဒါပေမဲ့လို့ပေါ့နော်ပရီးမီးယားလိမှာဆိုလို့ရှိရင်တော့စပားနဲ့တွေ့တဲ့အခါဟိုဆိုပြီးပါလေဒီ Chelsea နဲ့တွေ့ခဲ့တဲ့ပွဲတုန်းကတော့တော်တော်ကိုစိတ်ပျက်စရာကောင်းတဲ့ performance ကိုမြင်ခဲ့ရတာပါ။အဲတော့အိမ်ကွင်းဖြစ်ပေမဲ့လို့စပါးအနေနဲ့ဟို Chelsea ဘက်ကိုလုံးဝပေါ့နော်ဂိုးပေါက်ချင်းချောင်းမှုတော့မှကောင်းကောင်းမရှိခဲ့တာမျိုးတွေပြီးလို့ရှိရင် Chelsea ရဲ့ခန်းစီကိုလုံးဝမဖောက်နိုင်ခဲ့တာမျိုးတွေကစိတ်ပျက်စရာ performance ပြီးကျွန်တော်တွေ့ခဲ့ရတယ်။ဆိုတော့တိုက်စစ်မှာ injury ပြဿနာကြုံရတဲ့ကစားမတချို့ရှိထားတယ်လို့တိုက်စစ်ကစားပုံတွေမှာလည်းလုံးဝ excitement မရှိဘူးလို့သိတယ်မလားเนาะပြီးလို့ရှိရင်အမြဲတမ်းဒီပါ defend မဲ့ကစားနေရတဲ့အတွက် ဟိုကစားမားတွေအနေနဲ့ပေါ့နော်ဒီပသင်းကိုကျွန်တော်ကြည့်ရတာပြင်းချောက်ချောက်ကြီးဖြစ်လာပြီးတော့တာမျိုး rumors တွေပါကျွန်တော်ကထွက်ထားတဲ့ပုံစံမျိုးဖြစ်တယ်အဲ့ဒီတော့စပါအနေနဲ့ဒါတွေကိုသူတို့ပေါ့နော်အမှန်ကန်ပြောင်းလဲပြနိုင်ဖို့လုပ်ရမှာပါအဲ့ဒါကြောင့်လည်းနောက်ဘက်မှာ၄ခုပြအနိုင်ရတယ်ပေါ့လေသို့တော်လည်းပဲစပါကရှိမှဆိုလို့ရှိရင် ပွဲစဉ်တွေအနိုင်ရထားတာတော့မှတိုက်စစ်ကဝေဖန်စရာတွေတပုံကြီးနေပါ။ဒါပါတော့ကျွန်တော်တို့ Newcastle ကိုသူတို့တွေတူးစီးနေ EFN Cup မှာသူတို့ရှုံးနေပြိုင်ပွဲကထွက်လာရတယ်။ Champions League ကစားတဲ့အသင်းတစ်သင်းတွေ EFN Cup ကထွက်လာရတာသူတို့တွေစိတ်ပျက်စရာလို့မထင်ဘူး။သူအဲ့ဒီရှိ Everton နဲ့ပွဲမှာ၃ဂိုးကိုမရှိနေသူတို့အနိုင်ရတယ်။အဲ့ဒီအနိုင်ရတဲ့ပွဲမှာတော့မှရခဲ့တဲ့၃ဂိုးမှာနှစ်ဂိုးဟာကျွန်တော်အနေနဲ့တောင်းကန်ပေါ်ကနေ Mickey Van de Ven ကောင်းတိုက်ပြီးတော့တကူရတယ်ဒါပါပီစားလာသူခေါင်းတိုက်သွားတယ်ဆိုတော့အုံလုံးစုံခေါင်းတိုက်ပေါ်ကနေလာတယ် ဒါပေမဲ့လည်းလို့စပားအတွက်ပေါ့နော်စပားအတွက်ကျွန်တော်ဒါ Open Play ကနေပြီးတော့ဂူရနိုင်ဂျီတီကတတော်ကိုပြောစရာဖြစ်နေတော့မယ်။ဟိုဒါပြင်အိမ်ခွင်းမှာလည်း Aston Villa ကို1-2နဲ့ရှုံးနေထားကြတဲ့ပွဲစဉ်တွေမျိုးလည်းကျွန်တော်ရှိခဲ့တယ်။ကြားထဲမှာလည်း Monaco နဲ့ဂူမရှိအတေးကြခဲ့တဲ့ Champions League ပွဲစဉ်တွေလည်းရှိထားတယ်ဆိုတော့စပားတိုက်စစ်မှာပြောစရာတွေကျွန်တော်အနေနဲ့တအားများနေတာပေါ့လေ။ကျန်တဲ့သူတွေကြားတယ်မဟုတ်ဘဲနဲ့သူတို့ရဲ့ဒီပြိတ္တတွေကြားထဲမှာကအမလို့အမရတွေကျွန်တော်ဖြစ်နေကြတာ ကျွန်တော်မက်ကီဗန်နီဘန်တို့ပေါ့နော်ကျွန်တော်ဒါအဂျက်စပန်စ်တူဘက်ကလည်းချက်စီနဲ့ပွဲစဉ်အပြီးဖြစ်ပျက်ခဲ့တဲ့အရာကိုကျွန်တော်တို့ပေါ့နော်နီးပြကိုပြန်ပြီးတော့တောင်းပန်ထားတာမျိုးတွေလည်းရှိထားတယ်ဆိုပြီးတော့ပြောထားတော့ဒါတော့ကောင်းတဲ့တစ်ချက်ပေါ့လေသို့တော်လည်းပဲဂျာဗီစင်မွန်စ်ကဒီယာဒီမှာယုံကန်နေရတာနောက်ပြီးလို့ရှိရင်တိုက်စစ်မှာဆိုလို့ရှိရင်ရီချာလီဆန်တို့ကပေါ့နော်ပုံမှန်ပွဲကစားခွင့်ကြီးကျွန်တော်ရမနေတာဒါအပြင်ကျွန်တော်တို့အဲကျွန်တော်တို့ Randall Colomuani တို့ကိုအားကိုးနေရတာတောင်ပန်တစ်ဖက်မှာဆိုလို့ရှိရင်လည်းပဲပေါ့နော်ကျွန်တော်တို့က Mohammed Kudus လောက်ပဲ ကိုစနစ်ပြတဲ့ performance ကိုပြနေပြီးတော့ Genic ကစားမာတီထားပါတော့လူငယ်လေးပြတဲ့ Odubart တို့ပြီးရင် Brandon Johnson တို့ပုံမှန်ပွဲကစားခွင့်မရတာ Javi Simmons တို့ဘလို့မှအဆင်မပြေတာဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်စပါးရဲ့တိုက်စစ်ပိုင်းမှာတော့ရုံးကင်နေရဒုံးပဲပေါ့နော်။အဲတစ်ဖက်ကကျွန်တော်ဒီနေ့ United ကိုကျွန်တော်ကြည့်တဲ့အခါဟိုကိုအသင်းဆိုတဲ့အခါကျတော့ဗျာဘလို့ပြောရမလဲ။အာနေဂျာအာတာဂျာလက်ရှိဖြစ်နိုင်ကြီးပွဲစဉ်တွေကဖြစ်နိုင်ကြီးရလက်တွေကပို့ပြီးတော့တော့မှတည်တယ်ဗောနော်အကြောင်းဘုံကိုမန်ချက်စတာယူနိုက်တက်ကိုကျွန်တော်ကြည့်တဲ့အခါ ဒီရာဒီခံစစ်ဆွမ်းဆောင်ရေးကတအားကိုစူးတဲ့တယ်မှာပါပါတယ်တအားစူးတဲ့တယ်မှာပါပါတယ်ကျွန်တော်တို့ပွဲစဉ်၁၀ပွဲကစားပြီးတဲ့အချိန်ပရီးမီးယားလိမှာ၁၆ဂိုးတိကျွန်တော်ပေးထားရတယ်ဒါဟာစပါးရဲ့ twin ကိုစပါးရဲ့ pee ကိုနှစ်ဆတိကျွန်တော်ပေးထားရတာစပါးခံစစ်ကဘောနော်ဘယ်လိုပြောမလဲ Thomas Frank လက်အောက်မှာချစ်လစ်လာတယ်တိုက်စစ်ကပြောစရာဖြစ်တယ်ဖြစ်နေတယ်တော့မှစပါးတိုက်စစ်နဲ့ Manchester United တိုက်စစ်ကြားထဲမှာယာကူဟာတကူပဲကွာပါတယ် အခုတော့ရှိတာပေါ့နော်စပါးကတော့ယာဒီဆတ်မှာတအားကောင်းပြခဲ့ပြီးတော့အခုနောက်ပိုင်းကျမှသူတို့ပြန်တန်းပတ်တိုင်ပတ်လာတယ်ပေါ့နော်ဒါတော့ရှိတာပေါ့ဒါပေမဲ့လို့ United ရဲ့ခန်းစစ်ကဒီပွဲမှာအဝေးဝင်းလဲသွားကစားရမယ်စပါးဟိုခန်းစစ်ကလည်းချစ်လိမှုမရှိဘူးဆိုတဲ့ခါကျတော့ clean sheet တွေပါတယ်ဆိုတာအဝေးကြီးပါဟိုဒီယာဒီမှာကိုပဲကျွန်တော်တို့ clean sheet ဆိုလို့ကျွန်တော်စန်ဒလန်နဲ့တပွဲပဲယူထားနိုင်သေးတာပေါ့နော် channel ပွဲစဉ်တွေမှာ goal တွေအမြဲတမ်းပေးနေရပြီးတော့တပွဲကိုကျွန်တော်အနေနဲ့ပေါ့နော်နှစ် goal လောက်ထိကျွန်တော်ပေးနေရတာမျိုးကတော်တော်ကိုစိတ်ပြည့်စရာကောင်းတဲ့အနေထားမှာကျွန်တော်ရှိတယ် ဆိုတော့ဒါကြောင့်ကျွန်တော်တို့ကြည့်ရင် United ရဲ့ခံစစ်ကတိုင်ပက်နေတာဆက်ပါတိုက်စစ်ကတိုင်ပက်နေတာ ਨੇ ဆိုရင်ဆက်ပီးစ်တွေတောင်းကန်ဘောတွေကနေဂိုးတွေတွင်းနိုင်ကြမယ်ဟိဆိုရင်တော့အပြန်လန်ဂိုးတွေရာကောင်းရလိမ့်မယ်ပေါ့နော်ဆိုတော့ခံစစ်ကတော်တော်လေးကိုစိတ်ပြုတ်ဖို့ကောင်းပါတယ် United မှာဒါအပြင်ကျွန်တော်တို့တိုက်စစ်ပိုင်းကိုကျွန်တော်တို့ကြည့်တော့လေအမ်ဘူမိုကူညာပေါ့နော်ဒီနှစ်ယောက်ဘာမှအလုံးမလုံးနိုင်ဘူးဆိုလို့ရှိရင်ကိုရီ United အတွက်တိုင်ပက်ပါတယ်ဘာလို့လဲဆိုတော့ United ရဲ့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအပြောင်းလဲတွေကအများကြီးလုံနိုင်စွမ်း မရှိဘူးပေါ့နော်ထားပါတော့ဒီအာဒီမှာဆိုးချင်ကျွန်တော်မေဆန်မောက်နေကျွန်တော်ကောင်းလာတယ်ဒါပေမဲ့လေလို့ပြီးခဲ့တဲ့ပွဲမှာသူကစားခွင့်လုံးဝကျွန်တော်မရခဲ့ဘူးနော်မရခဲ့ဘူးပြီးရင်ကျွန်တော်အနေနဲ့ပေါ့နော်ဘင်ဂျမင်ရှက်ကူကသူ့ကိုဖန်တီးပေးမှနေတအားရှားနေတဲ့အခါသူ့စီကနေပြီးတော့ twin goal တွေပါနေကျွန်တော်အများကြီးမတွေ့ရဘူးအဓိကအန်ဘူမိုခြေသွန်းကောင်းနေတာဒါကိုကျွန်တော်တို့သတိထားရမှာပေါ့နော်အန်ဘူမိုကတော့တကယ်တောက်လျှောက်ကောင်းနေတဲ့ကစားမှာ နော် play of the match ဘာလဲဒီ premier league play of the month ဒီပါဒီပါကျွန်တော်ရတယ်ဆိုတဲ့အခါကျတော့တော်တော်ကိုစွန်းဆောင်ကြီးကောင်းနေတဲ့ကစားမပါဒါတော့ကျွန်တော်ကြည်နေဆရာပဲ matthias kunya ကလည်းတယောက်ချင်းကြော်ဖြန့်မှုတွေကောင်းကောင်းလုပ်နိုင်စွမ်းရှိတယ်ဗောနော်တိုးတော်လည်းပဲအားလုံးလည်းတည်တဲ့အတိုင်းပဲပြိုင်ဘက် defensive ကချစ်တယ်လစ်တယ်ဆိုရင်သူလည်းပဲဗျာတယောက်ထဲနဲ့မင်းရတယ်ဘယ်နှယောက်သူကြော်ဖြတ်နိုင်ပါလဲဟုတ်တယ်မလားအဲ့တော့မီဆန်မောင်းတို့ဘာလို့ကစားမတွေပိုင်းနေဆိုတော့အပြောင်းလဲတွေကအရှင်ပြေကောင်းပြေလိမ့်မယ်တိုးတော်လည်းပဲ united ရဲ့တိုက်စစ်ပိုင်းမှာက ကောင်တာအထက်ဒါမှမဟုတ်ဘူးဆိုလို့ချင်းအမြင်ပေါ်လောင်းပေါ်တွေကလွင်းရင်တိုက်စစ်ကကျွန်တော်မကစားတတ်တော့ပါဘူး။ဒါပါတော့ကျွန်တော်တို့ Northern Forest နဲ့ပွဲမှာဒုက္ခရောက်ခဲ့ရတဲ့အကြောင်းရင်းတစ်ခုကအဲ့ဒါပဲ။ Northern Forest က United ရဲ့ဘက်ကအမြင်ပေါ်တွေကိုလည်းခံစစ်နှစ်ယောက်ကကောင်းကောင်းခေါင်းရှင်တိုက်နေဆိုရင်ရှိတယ်။အခုစပါးဆိုလို့ရှိရင်ကျွန်တော်ဒီ Romero တို့ Bandi Ban တို့ဒါမှမဟုတ် Danso တို့ပေါ့။ဒါအပြင် Northern Forest ကွင်းလေမှာဆိုလို့ရှိရင်ကျွန်တော်တို့က Yates တို့ဒါ Elio Anderson တို့က Brown UHD ဘာတွေသူတို့ကောင်းကောင်းရှင်းနိုင်စွမ်းရှိတဲ့ကစားမတွေ second ball ထောက်နေတဲ့ကစားမတွေစပါမှာဆိုရင်ဂျောက်ပယ်လီညာလက်ရှိ stats တွေက defensive အကောင်ဆုံးကစားမပါ Premier League မှာပြီးလို့ရှိရင်ကျွန်တော် Rodrigo Banton ကပြီးလို့ position ဘာပါလဲဒီ press resistant အရင်ကောင်းတဲ့ကစားမပြီးရင်ကျွန်တော်တို့ permanent server ပေါ့တောက်လျှောက်ကျွန်တော်ဆွဲပရုံးနဲ့အတူဆွဲပြနေစွမ်းရှိတဲ့ကစားမ energy level အရင်ကောင်းတဲ့ကစားမဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Nottingham Forest နဲ့ပွဲတော့ငါလိုပဲ forest မှာလုတ်ပြခဲ့သည်များအကုန်လုံးကိုစပားပါးမှာလုတ်ပြနေဆိုရင်ရှိတယ်အဲ့တော့ united အနေနဲ့ long ball တွေသူတို့ပေါ့နော်ဟို counter attack တွေကစားတာမျိုးကလွဲရင် channel တိုက်စစ်စင်ကြီးကိုသူတို့တိထားမှာဖြစ်မယ်မဟုတ်ရင်တော့စပားခံစီကိုဖောက်ဖို့ကလွယ်မှာမဟုတ်ဘူးဒါအပြင် thomas frank ရဲ့ဟိုခံစီဆိုတာကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဘလောက်ကြည့်လိမ့်မှုရှိတယ်လေဒါအပြင် thomas frank အသင်းမှာက set piece တွေကနေဘယ်လိုမျိုး goal တွေယူနိုင်ဆိုရင်ရှိတယ်လေဒါတွေကိုကျွန်တော်တို့ကောင်းကောင်းသိထားမှာအဲ့တော့စပားဘက်ကပေါ့နော် ဟို Norian Forest United ကိုတောက်လျှောက်ဒုက္ခတွေ့အောင်လုပ်ခဲ့တဲ့အကြောင်းအရာတွေအကုန်လူဝဲချက်တွေအကုန်သူတို့မှာရှိနေတယ်။ဒါတွေကို United ကဘယ်လိုဖြေရှင်းမလဲပဲကျွန်တော်ကြည့်ရမှာ။ United ကနောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဗောနော်ရှုံးပွဲတစ်ပွဲရှိထားတယ်၊တည်ရီတစ်ပွဲရှိထားပြီးတော့ဗောနော်ကြားထဲမှာ၃ပွဲဆက်တိုက်သူတို့အနိုင်ရထားတယ်။ဒါပေမဲ့လို့ကျွန်တော်နောက်ထပ်ထပ်ပြီးတော့အနိုင်ရအောင်ဆွမ်းဆောင်နိုင်အောင်မလား။အခုရှိတာကတော့စပားကိုအနိုင်ရဖို့ကမလွယ်ပါဘူးအထူးသဖြင့် Amorin လက်အောက်မှာဘာကြောင့်လဲဆိုတော့ Amorin ဟာပြီးခဲ့တဲ့ရာသီပေါ့နော် ဟိုစပါနဲ့၃ချိန်လာမတူတူတွေ့တယ်ဗောနော်၃ချိန်စလုံးကျွန်တော်ရှုံးနေထားရတယ်အဲစုစုပေါင်းပြီးခဲ့တဲ့ရာသီယူနိုက်တက်က၄ချိန်စပါနဲ့ကျွန်တော်ရင်ဆိုင်ခဲ့ရတယ်တပွဲမှန်ကျွန်တော်မနိုင်ပါဘူးဒါစိတ်ပြည့်စရာစိတ်ပြည့်စရာကျွန်တော် performance မျိုးဗောနော်ဆိုတော့စိတ်ပြည့်စရာ record မျိုးပါအဲ့တော့ကျွန်တော်လက်ရှိပူပြီးတော့ကောင်းနေတဲ့စပါပြီးခဲ့တဲ့ရာသီကထပ်ပူပြီးတော့ကောင်းနေတဲ့စပါကိုဒီရာသီကျွန်တော်တို့ကပြေးနိုင်ပါမလားယူနိုက်တက်မှာကရလက်ကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ကစားသမားတွေရှိပါတယ်အမ်ပူမိုးတို့ကုညာတို့ဗောနော်ဒါပေမဲ့ Nordian Forest လိုမျိုး တိုင်ပက်ပြီးတော့တန်းစင်းစုံမှာယုံကန်နေရပါတယ်ဆိုတဲ့အသင်းမျိုးကိုတောင်းမှကျွန်တော်ဒီ space အလွတ်တွေဘာတွေမရရင်ဘာမှမလုပ်နိုင်ဘူးဆိုရင်စပါနဲ့ပွဲမှာပို့ပြီးတော့စူးပါလိမ့်မယ်ကျွန်တော်ကတော့ဗောနော်စပါတိုက်စေးကတိုင်ပက်နေတာ set piece ဒီ corner တွေကလွှဲရင်ဗောနော်ဟိုစပါတိုက်စေးကတိုင်ပက်နေတာပြီးရင် Manchester United ခန်းစစ်ကဂိုးတွေတော့ချောက်ပြီးနေရတာဒါတွေကိုကျွန်တော်ကြည့်ရင်တက်တင်နဲ့တက်တင် clean sheet တွေဘာတွေရလိမ့်မယ်လို့ကျွန်တော်မထင်လို့တက်တင်ကြားထဲမှာဂိုးတွေအများကြီးတွင်းတာမျိုးလည်းမြင်ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူး United တို့တော့တည်တမှတ်တင်ကျွန်တော်တို့ပိုးမမြင်ဘူးတော့ Thomas Frank ရဲ့စပါးကရောကိုပင်နေကင်ကိုကူပြက်နိုင်ပြီးမှ United ကိုတုတ်ကထပ်ပေးနိုင်မလားဒီကလို့ဘလို့မြင်ရလဲဆွေးနွေးကြပါဦးဆိုတော့ကြည့်ရှုပါပြီးတဲ့ညီကိုများလုံးကိုချစ်သူများတွေဒီမှာလည်း